ရေးသက်ချလို့ပြီးပါပြီအမကငကိုရီကသူကနှလုံးရောဂါအခံရှိတယ်နှလုံးရောဂါအခံရှိတဲ့ပြည်မှာအခုကအဆုတ်သေးကိုပိုးဝင်နေဆိုတော့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါလေးကြီးဆုံးဖြစ်တာဆိုတော့အသက်ရှူကြပြီးတရိပ်မေ့ပါတော့ဒီလူပညာလုပ်ကိုပြီးပိုင်တော့မဆွတ်လို့ပြီးပါဘူးဝါသနာရှိသေးရဆိုလေသူကလည်းအခုတော့အားကျွတ်မှန်းတဲ့နဲ့သူစိုးရတော့မယ်ပူစိုးရတော့မယ်လို့သူအားခဲထားတဲ့အချိန်ကျမှလှူထားဖြစ်သွားတာဒီတချင်းပိုင်ရှင်ဟာသူပါဆိုတာထက် သူ့အတန်လေးနဲ့သူ့ကိုယ်တိုင်လေးပူဇော်ခြင်းတယ်လို့သူပြောထားပါတယ်သူ့ဆန္ဒလေးလည်းပြေဝစေခြင်းပါတယ်ရေသချလို့ပြီးပါပြီတရားနာလို့ပြီးပါပြီအဲသူဖြစ်တာတော့တော်တော်ကြာနေပြီလို့ပြောတယ်ဒါပေမဲ့ तू ကအမကခေါင်းမှာတော့ဘသူ့ကိုမှအကြောင်းမကြားခိုင်ဘူးတဲ့ဒါပေမဲ့ तू သတိမေ့ပြီးလဲတဲ့အချိန်ကျမှအင်းနီနာချင်းတွေက အမဖုန်းကိုယူပြီးတော့ဖုန်းနံပါတ်ရှာပြီးတော့လန့်တရင်ပေးလို့သိရတယ်။သူဖြစ်နေတလားလောက်ရှိပြီးပြောတယ်။ဒါလည်းကိုကအဲ့အိနေနာချင်းပြောလို့သိရတယ်။တလားလောက်ရှိပြီးတဲ့ဖြစ်နေတာကဒါမဲ့ तू ကစိတ်မာတယ်။ဘသူမှလည်းအကြောင်းမကြောက်ဘူး။ तू ကသူကြိတ်ပြီးတော့ခံတယ်။ဖြစ်တဲ့ယောဂ तू ကသူကြိတ်ပြီးတယောက်တည်းခံစားရတာပေါ့။ဘသူမှအပူမပေးခြင်းဘူးဆိုတော့ तू စိတ်ကြောက်။ဒါမဲ့စိတ်တဲ့ယောဂပူဖြစ်ရတဲ့အချိန်ကျတော့ तू မခံနိုင်တော့တဲ့အချိန်မှာ3မိနစ်လဲသွားတယ်။ အမကငကိုရီကသူကနှလုံးရောဂါအခံရှိတယ်။နှလုံးရောဂါအခံရှိတဲ့ပြင်မှာအခုကအဆုတ်သေးကိုပိုးဝင်တယ်လို့အဖြေသိရတာပေါ့နော်။အဲဆိုတော့အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါတွေကြီးဆုံးဖြစ်တာဆိုတော့အသက်ရှူကြက်ပြီးတရိပ်မိပါတော့။ကျမကြီးအသက်ကြီးလာလို့လုပ်ငန်းအဖြစ်စည်းလို့ပိန်တယ်လို့ပဲကိုကထင်ခဲ့မိတာ။ကိုကတော့ယောဂါယောဂါကြောင့်ဖြစ်သွားတယ်။ဘယ်ကိုဆေးရုံတက်တာလဲ။ဆေးရုံတက်တာကကိုကပေါ့။ 5ရက်ပေါ့အဲကိုကဒီဟိုဟွာနေရရောက်တယ်28ရက်နေရရောက်တယ်ကိုရောက်တော့ကိုသူကတတိနည်းနည်းဟိုမရတစ်ချက်ရတစ်ချက်ပုံစံမျိုးလေးပေါ့အဲ့လိုဖြစ်အခုတော့အခုကတော့တော်တော်တက်တာပါပြီအခုကတော့တတိရပါပြီအဲစကားလည်းပြောလို့ရပါပြီအခုတော်တော်တက်တာတဲ့အနေထားဖြစ်သွားပါပြီအခုတော့တနည်းရောอืมပြန်ဝင်နေကတော့သူ့ဒီမှာ9ရက်လောက်နေပြီးပါအောင်လို့ပြောထားတယ် အဖြစ်ဆက်ပြီးတော့စောင့်ကြည့်ခြင်းသေးတယ်လို့ပြောတယ်စောင့်ကြည့်ခြင်းသေးတယ်တဲ့သူကအစုတ်သေးပိုးဝင်တယ်နောက်တစ်ခုကဟိုအားလုံးလဲပေါ့နော်ဒီစီစဉ်လို့ကြည့်နေတဲ့အားလုံးလဲသင်္ကန်းစာရစီခြင်းတယ်အမခွေတားချစ်တယ်ခွေမှုရသူ့အိမ်မှာခွေရအကောင်နဲ့ဆက်လို့ရှိတယ်အဲ့ဒီကနေယောဂဖြစ်တယ်လို့လဲတိထားရတယ်အတိအကျတော့မပြောနိုင်ဘူးပေါ့နော်အဲကြောင့်ခွေးမှုတဲ့လူတွေတိထားပါခွေးနဲ့အရန်ကြီး ရပုံးတိမနေကြပါနဲ့အမအခွေတားချစ်တော့ခွေအကောင့်20လောင်ရှိတယ်ခွေရတယ်လီယာလေးကျူအကောင့်20ဟုတ်အမကိုယ်တိုင်ကျွေးမွေးအတူကိုယ်တိုင်ကျွေးမွေးနောက်ဆုံးခွေတက်ဒါအရင်းကြီးလာတော့အိတ်တာတောင်သူနဲ့တူလာအိတ်တယ်လို့ကြားရတယ်ဂရင်မော်တီတက်အိတ်တယ်လို့ကြားရတယ်ဒါလည်းပဝန်းကြီးပြောတာပါနော်ကိုနေကမောင်နှမချင်းမောင်နှမအရင်ဒီနှစ်ယောက်ပဲတမိသားစုလုံးလည်းဒီနှစ်ယောက်ပဲကြံတော့တယ်မောင်မိသားစု9ယောက်ရှိတဲ့ထဲမှာပါဒီနှစ်ယောက်ပဲကြံတော့ဒါအငယ်ဆုံးနှစ်ယောက်ပေါ့အဝက်ရန်ကုန်မှာနေတာမြန်ရန်ကုန်မှာဆိုတော့မောင်နှမနှစ်ယောက်က မတွေ့တာကိုတော်တော်ကြာဖုန်းနဲ့ပဲအဆက်အသွယ်ရှိတယ်လူချင်းကမတွေ့ပြကြအောင်ဘယ်လောက်ထိကြာလဲဆို15နဲ့နှစ်20လောက်ရှိဘွန်တော်နေရာကမျက်နှာချင်းဆိုင်မဆိုင်ရတာနောက်ကြားထဲမှာဟိုကိုပိတီပါရင်းနဲ့ဆိုတော့ပူဆိုးသွားပူဝေးသွားတယ်ဗောနော်အခုဒီရပိုင်းကျမှမွန်မနေရာဖုန်းလဲခဏခဏပြောပြတယ်ဒါပေမဲ့ तू ဖုန်းပြောတိုင်းဒီလို तू နေမကောင်းတာကိုတခါမှမပြောဘူး तू ကောင်းတယ်အဆင်ပြေတယ်အဲ့ဒါပဲ तू ကအမြဲတမ်းပြောတယ် तू ကမိသားစုပေါ်ဟိုငငယ်လေးတွေက အပူလည်းမပေးခဲ့မိသားစုသူပဲရှာကြွေးခဲ့တာဟိုအရင်ငယ်ငယ်တည်းကလေ तू อ่ะไอ้ไซอโซတော့တချင်းကို तू อ่ะ73နှစ်တမီးတွေอ่ะไซอโซတော့စဆိုးခဲ့တာအဲ့ဒီအချိန်တွေကမိသားစု तू ပဲထမ်းကြွေးခဲ့တာဟုတ်အခုအချိန်ဒီလဲ तू อ่ะမိသားစုကို तू ပဲပေးတယ် तू ပဲကြွေးခြင်းတယ်အဲ तू အတွက်ကို तू อ่ะဘာမှမတောင်းဆိုဟုတ်တယ်အပူလည်းမပေးဘူးကိုကကိုနုပညာမှာကိုကတတိလေးကိုကဆရာကြီးလေးဒီချိန်မှာအားနေနေတယ်ဟုတ် ဘာမှမတက်ပါဘူးတပင်သေးလေးပါလကားဟာဒီလုံးမရှိလို့တကားချက်ချက်ညက်ကလုပ်ပြီးဝင်လုပ်တာနေတော့အဒီခံနေတော့ဒီဝင်စားသူခုနပြောလေဒီ MD နဲ့ interview ဖို့အတွက်ကိုလည်းအကူအဆပြီးတော့အဲလမ်းခင်းပေးလိုက်တာပေါ့နော်အဲ့မှာ interview လို့အချိန်မှာလူတွေတိတဲ့အချိန်မှာလည်း illusion တော်တော်များများကတိသွားပြီပေါ့နော်တိသွားတော့ဟုတ်သားပဲဒီ association နဲ့ ဒီလိုလေးပူဇော်ရင်ပို့ပြီးတော့အဆင်ပြေမယ်အထမြောက်မယ်ဆိုပြီးတော့အလူရှင်တော်တော်များများသူ့ကိုဆက်သွဲကြတယ်ငားရမ်းကြတယ်ခုပွဲလဲလက်ခံပြီးသွားပြီပေါ့အဲလက်ခံပြီးတဲ့အချိန်ကြာမှယောဂပြန်ဖြစ်တယ်ဆိုတော့ဟိုကောင်းပေါ့နော်လုံးလုံးရတော့မယ်လို့ပျော်သူကလည်းအနုပညာသမားလေအနုပညာသမားကတော့တခြားဘာစီးပွားရေးပဲလုံနေလုံနေအနုပညာလုံးရမယ်ဆိုရင်တော့ပျော်ကြတာပဲသူကလည်းအခုတော့အားကျွမ်းမတတ်နဲ့သူဆိုးရတော့မယ်ပူဇော်ရတော့မယ်လို့သူအားခဲထားတဲ့အချိန်ကြာမှလှူထားဖြစ်သွားတာ တကယ်ရင်နဲ့မကောင်းပါဘူးတလုံးကတော့လုံးလို့ຢာသေးမှာမဟုတ်တော့သူနှလုံးနဲ့အဆုတ်ဆိုတော့ဒီဟာကအမောတားအမောခံလို့မရသေးတဲ့အခြေအနေပေါ့နော်တချင်းဆိုလဲဆိုတာမောတယ်လေအဲသူတားအမောခံလို့တော့မရသေးဘူးအဲနည်းနည်းလေးအပြန့်ဖြည့်မယ်အပြန့်ဖြည့်ပြီးမှခုနပြောတဲ့သူလက်ခံထားတဲ့ပွဲလေးတွေအဲအချိန်ရတဲ့ပွဲလေးရက်နဲ့အစဉ်ပြေတဲ့ပွဲလေးတွေသူလိုက်ပြီးတော့ပူဇော်ပေးပါလိမ့်မယ်ခုနကသူလည်းပြောထားခုပါတယ်သူကသူ့ရင်ထဲမှာရှိတာက ီတချင်းပိုင်ရှင်ဟာသူပါဆိုတာထက်ဒီတချင်းပိုင်ရှင်ကိုယ်တိုင်တရားဝဲတွေအလှူဝဲတွေဖျားဝဲတွေမှာသူကိုယ်တိုင်ငွေကြီးရအဓိကမကြပဲသူ့အတန်လေးနဲ့သူကိုယ်တိုင်လေးပူဇော်ခြင်းတယ်လို့သူပြောထားပါတယ်အဲ့လိုလေးလေသူ့ဆန္ဒလေးလေပြေဝစေခြင်းပါတယ်အမြအမြလူလူတကာလူမအမြဝေပါပြီရေသက်ချလို့ပြီးပါပြီဤတတ်ဒီကိုပြောချင်တာကအခု အဆိုရှင်ဘသူဆိုတာလဲဒီတက်တွေအခုသိရပါပြီမြင်လဲမြင်ရတွေ့လဲတွေ့ရပါပြီအဲ့တော့ဒီတချင်းလေးကတရားဝဲဖရားဝဲအလူဝဲအားလုံးနဲ့လဲတက်ဆိုင်တဲ့တချင်းလေးဖြစ်တယ်။နောက်ကျွန်တော်အမကလည်းဒီတရားဝဲဖရားဝဲအလူဝဲတွေမှာ သူ့အတန်လေးနဲ့ပါရမီဖြည့်ရှင်နေပါတယ်။အဲ့တော့ဒီတန်များကောအလူရှင်များကောကျွန်တော်ရဲ့အမမနီလာကိုဆက်သွယ်ပေးကြပါ။မနီလာကလည်းခုနကျမ်းမာကြီးကောင်းလာတဲ့အချိန်ကြရင် သူဖြစ်ခြင်းနဲ့သူစိတ်ထဲကအရန်ဖြစ်ခြင်းဆုံးဆန္ဒလေးကိုဖြစ်ခွင့်ပေးပါလို့တောင်းဆိုချင်ပါတယ်ဗျာ။အဲဒါကြောင့်ကျမတို့လည်းပြည့်တဲ့ကြာဆူတောင်းဆူတောင်းပေးပါအောင်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။